မနေ့ကစ reset training ကို batch 1ပေါ့နော် training ဒီ class မှာစကားပြောရင်းနဲ့တန်တန်းသူတယောက်ကနေပြီးတော့သူ့ရဲ့ traumas လေးတွေနည်းနည်းမျှဝေဖြစ်တယ်။အော်မျှဝေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်တော်များလဲဒီ trauma တွေနဲ့ပတ်သက်ပြီးတော့သူသူကိုယ်ကိုရှိတတ်ကြ။အဲ့တော့ဒီနေ့ကလည်းတိုက်တိုက်ဆိုင်ဆိုင်ပဲစုရဲ့ book club မှာစု healing trauma ဆိုတဲ့စာအုပ်ကိုမျှဝေပေးဖို့ရှိတယ်။ရှိတဲ့အခါမှာအခု public ကစုရဲ့ audience တွေလည်းသိချင်လောက်မှထင်တဲ့အတွက် neuroscience နဲ့ပတ်သက်တဲ့အချက်အလက်ရဲ့ဘယ်လို trauma တွေကိုမှတ် ဆိုတာ healing ဖြစ်ရလဲဆိုရဲအတူချုပ်လေးကိုနည်းနည်းပြောပြချင်အဲ့ဒီဒီမျှဝေတဲ့ညီမလေးဆိုလို့ရှင်ဒီဖြစ်ခဲ့ trauma တွေကဒီနေ့ဖြစ်နေရမှာမဟုတ်ဘူး तू ပြီးသွားပြီဒါပေမဲ့ပြီးသွားပြီမဲ့ဘာလို့ဒီနေ့ထိမပြီးနိုင်တာလဲဆိုတာရှိတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ကိုယ့်ကကိုယ်လည်းအပြစ်မတင်အောင်ပေါ့နော်ဒီညီမလေးဆိုရင်လည်း तू က तू အပြစ်မတင်အောင်ပေါ့နော်ဟိုအုံနောက်ရဲ့အလုပ်လုပ်ပုံလေးကိုပြောချင်တယ်ဘာလို့လဲဆိုတော့လူတွေတော်များဒီကိစ္စကပြီးသွားပြီ present မှာမရှိနေတော့ဘူးဆိုလို့ရှိရင်ပြီးသွားတဲ့ကိစ္စကိုဘာလို့အမြဲတမ်းချီးကျောက်ရင်ထူတာလဲလို့ထင်ရင်လည်းထင်မယ်ဒါပေမဲ့ချိန်ထဲမှာလည်းကိုယ့်ရဲ့ဒီ trauma ဒီကိုပဲနေ့တိုင်းပြင်ပြန်ပြီးတော့ recall ခေါ်နေမိရဆိုလို့ရှင်တော့အခုပြောပြမယ့်နီလန်းလေးရင်းနဲ့ recall မခေါ်မိအောင်လုပ်ပေါ့နော်ဘာလို့လဲဆိုလူရဲ့စိတ်ကကိုမြဲ recall ခေါ်ဖြစ်တဲ့ဥစ္စာကိုပုံမှန်မှတ်ဉာဏ်ရနေပြီးတော့တတိယပြီးတော့ဒီ trauma တွေကိုအမြင်နဲ့ယူနေရလဲရှိတတ်တယ်။သို့တော့ recall ခေါ်နေမိတယ်ဆိုတဲ့အုံနောက်အစိတ်ပိုင်းလည်းရှိတယ်။သူကဘာလို့လဲဆိုတော့နံပါတ်1ကစရုံမှာဒီ amygdala လို့ခေါ်တဲ့အုံနောက်ရဲ့ဒီအတွင်းလေးမှာရှိတဲ့ဒီတိတိလေးအဲ့နေရာလေးရှိတယ်။အဲ့ဒါဘာလဲဆိုတော့တခုခုကိုကကြောက်ရွံ့ပြီးဆိုရင် fire response system system လို့လည်းခေါ်တယ် fight or flight ပေါ့နော်အဲ့ဒီ system လေးရှိတယ်အဲ့ဒီ system လေးကနေပြီးတော့တစ်ခုခုဖြစ်ပြီးဆိုလို့ရှိရင် तू ကဘာလုပ်လဲဆိုတော့ hypothalamus ဆိုတဲ့ဒီအစိတ်အပိုင်းလေးကိုသွားပြီးတော့ तू ကဒီအစိတ်အပိုင်းလေးပေါ့နော်အဲ့နေရာလေးကိုသွားပြီးတော့ तू က stress တွေကို hormones တွေကို release လုပ်လို့ရှိတယ်အဲ့တော့ဒီ flight or fight ဆိုတဲ့ဒီအမတ်တလာကိုအမြဲ activate လုပ်နေရင်ဆိုတာဘာဖြစ်သွားလဲဆိုတော့ဒီအရှိအရှိရဒီအုံနောက်အဲ့ prefrontal cortex ဆိုတဲ့ဒီအရှိပိုင်းလဲကြဘာလုပ်တာလဲဆိုတော့စဉ်းစားစဉ်းကျင်နှုန်တရားနဲ့တွေးတောတဲ့အပိုင်းလေးအဲ့အပိုင်းလေးကိုသွားပြီး activate သိမ့်မဖြစ်တော့ဘဲနဲ့အမြဲဒီအမတ်တလာကပဲ active လုပ်နေရတယ်အဲ့နောက်မှာသွားပြီး stress hormone တွေကထွက်ထွက်နေရဒီလိုနဲ့ဒီစဉ်းစားနိုင်နေဆိုတဲ့ဒီအုံနောက်က activate ပုံမှန်ဖြစ်နေတာကနေပြီးတော့အမြဲမဖြစ်တော့ဘူးသူက ဒီအမေတလာပဲအများအား active ဖြစ်နေရတဲ့အခါမှာလူတွေကနောက်တစ်ဆင့်တွေးခေါ်ဖို့သို့မဟုတ်ကိုဟာကိုဒီ mind and body ကို connection ပြန်မိဖို့အတွက်ကိုတော်တော်ကိုအချိန်ပြည်ရွာမျိုးရှိတယ်။အဲ့တော့ stress hormone တွေက release လုပ်ပြီဆိုတဲ့အခါမှာ stress hormone ကတစ်ချိန်တစ်ခေါက်တည်းမဟုတ်အချိန်ချင်းအချိန်ချင်းဓာရီကိုလောက်ရတယ်ဆိုတဲ့အခါမှာပြောင်းလဲတရုတ်ရတဲ့ trauma တွေပေါ်မှာမတူဘူးပေါ့နော်။အမှတချို့ကြတော့ဒီ trauma တွေမှာဟိုဖြစ်ခဲ့တဲ့ဒီ hormone က release လုပ်လိုက်တဲ့အဲ့နေရာမှာသွားသွားပြီးတော့ဖြစ်ခဲ့တာ reflash ပေါ့ ပြန်ပြန်ပြီးတော့ flashback ပြန်ပြန်စဉ်းစားပြီးအဲ့ဒါကိုတော်တော်တွေးနေမိတာမျိုးရှိတယ်။ Ace stress response လုပ်တဲ့ဥစ္စာကိုဒီ amygdala ဆိုတဲ့အစိတ်ပိုင်းလေးကိုတော်တော်ပြီးအမြဲတမ်းလှုပ်ဆော်ပေးနေရမျိုးကိုတွေ့တတ်ရတယ်။အဲ့ခါမှာဆိုလို့ရှိရင်အရင်တော့ဖြစ်ခဲ့တဲ့ threat တွေဒီအရာတွေကအခုလက်ရှိဖြစ်နေရဆိုပြီးတော့ခံစားနေရမျိုးရှိတတ်တယ်။ ဒါကြောင့်ဆွေးနွေးပေးတဲ့ညီမလေးဆိုလို့ရှိရင်ဟိုဒီအရာကပြီးခဲ့ပြီဒါပေမဲ့ဒီနေ့အထိဆက်ပြီးခံစားရတယ်ဆိုတဲ့အရာမျိုးရှိနေတတ်တာပေါ့ဆိုတော့ကဒါမျိုးဖြစ်နေရဆိုလို့ရှိရင်နံပါတ်1ကကိုယ့်ကိုသိရမှာကိုယ်ဒါအုံနောက်ရဲ့အစိပ်ပိုင်းတွေမှာဘယ်အပိုင်းကတော့ခုနပြောလို့ activate ဖြစ်ပြီးဘယ်အပိုင်းက activate overly ဖြစ်နေတယ်ဘယ်အပိုင်းကတော့လှုံ့ဆော်ဖို့လိုအပ်နေလဲပေါ့အဲ့ဒီ neuron လေးတွေဒီအုံနောက်ရဲ့သဘောတရားကိုနံပါတ်1အချက်သိဖို့အတွက်ဒါ awareness တစ်ခုအနေနဲ့ပြောတာဖြစ်တယ်ဒါကြောင့်အပြစ်မတင်ဖို့ပေါ့နော်ဒါ science ဘက်ကနေကြည့်ပြီးတော့အပြစ်မတင်ဖို့နံပါတ်1ပြောချင် င်တယ်အခုကကျတော့ science ကိုသိပြီဆိုဘယ်လိုကုသမလဲဆိုတဲ့အပိုင်းအောင်သွားအောင်နံပါတ်1ကကျတော့လေဘာလဲဆိုတော့ talking and understanding ဆိုတဲ့အပိုင်းအဲ့ဒါဘာလဲဆိုတော့အဲ့ဒီဖြစ်ခဲ့တဲ့ trauma ရဲ့ memories တွေကိုပြန်ပြီးတော့ပြောတာ အဲ့အခါမှာဆိုရင်ကိုကကိုယ့်ရဲ့စိတ်ခံစားချက်ကိုတည်တဲ့အရာရဲ့တချို့ဆိုရင်ရှောင်ပြေးနေရရှိတယ်။တချို့ဆိုဒီအရာကို defense attack လုပ်တာရှိတယ်။ဒါပေမဲ့ဖြစ်ခဲ့တယ်အဲ့တော့ကဒါတွေဖြစ်ခဲ့တယ်အဲ့ဒီတော့ငါဘယ်လိုခံစားနေရလဲ။ဒီအရာတွေပြန်ပြောပြီးတော့အဲ့ဒီစိတ်ခံစားချက်ကိုကိုကကိုလက်ခံတဲ့အရာတစ်ခါလေချလို့ရှင်လဲဒီလိုပြောရဆိုရနေရမှာကိုကကို journaling ဒါကြောင့်ရေးကြပါ journaling ကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်ဖော်တာသို့မဟုတ်ညှဝေတာသို့မဟုတ်ကိုကကိုမှန်နေမှာဒီအကြောင်းအရာတော့ဘယ်လိုဖြစ်ခဲ့အဲ့တော့ငါစိတ်ခံစားချက်ကဘယ်လိုရှိခဲ့လဲ ်ဒါတွေပြီးသွားရင်ဒါတွေဝက်ဆက်မြုပ်ပြန်ခိုင်းတာမျိုးမဟုတ်ဘူးဒါတွေအကုန်လုံးနဲ့ငါအခု safe ဖြစ်နေပြီငါရဲ့အခုလက်ရှိအခြေအနေကဘလို့ဖြစ်တယ်ဆိုရက်ဒီသိရှိမှုအပိုင်းကိုပါထပ်မံပြောဆိုရမျိုးနေ့တိုင်းလုပ်တဲ့ အဲ့တော့မှကိုပြောတဲ့ဇကားကတော့ပါဇက်ကနေထွက်လာတဲ့အခါမှာနားကနေပြန်ကြတယ်အုံနောက်ကနေပြီးတော့ပြန်လည်မှတ်မိတယ်နည်းနည်းတော့ကြောင်တော်တော်နိုင်တာပေါ့နော်ဒါကြီးကိုပါဇက်ကနေနေတိုင်းပြောနေရတယ်ပြောချင်တာဒီ trauma ကြီးကိုထိုင်ပြောခိုင်းတာမဟုတ်အခု safe ဖြစ်နေပြီအခုတော့ဘလို့အခြေအနေဖြစ်နေပြီဆိုရက်ဖြစ်ရမှန်ရှိနေတဲ့အရှိတရားကိုဒီအရှိမှရှိရဲ့ prefrontal cortex ကအလုံးမလုံးတော့ဘူးလေအလုံးမလုံးဆိုတာအများတော့မလုံးတာမဟုတ်ပေါ့နော်သို့တော်သူ့ရဲ့ဒီအရှိပိုင်းမှာရှိတဲ့အုံနောက်ရဲ့စဉ်းစားဆင်ခြင်တဲ့ logical thinking ကိုတွေးရတဲ့အပိုင်းဒီ ီအမန်ဒလာလောက်အလုံးမလုံဘူးအဲ့ခါမှာဆိုလို့ရှင်သူ့ကိုပြန်ပြီးနှိုးဆွပေးဖို့အမြဲ remind လုပ်ပေးဖို့အတွက်ကိုကနေတကူးတကပြန်အားစိုက်ထုတ်ရတဲ့အပိုင်းရှိရ ဒီအုံနောက်ရဲ့အစိတ်အပိုင်းကိုပြောရမယ်ဆိုပြန်ပြီးကိုယ့်ဟာကို activate strategically မဟာဗျူဟာချက်ချပြန်ပြီးတော့နှိုးဆွဖို့လိုတယ်။ဘာလို့လဲဆိုတော့ဒီ amygdala အမြဲတမ်းကြောက်ရွံ့ပြီးတော့ stress hormones တွေကိုသူကနေပြီးပြန်ပြီးထုတ်လွန်ပေးရအပိုင်းကိုဖြစ်နေလို့နောက်တစ်ခုကကြတော့ self awareness အဲ့တော့ဒီ prefrontal cortex ရဲ့အပိုင်းဖြစ်တဲ့ self awareness ဆိုတာသူ့ရဲ့လုံးဝဘဟုပဲကိုယ်စိတ်ထဲမှာဖြစ်နေတာတိတိကျကျခံစားချက်တွေကိုပြောဆိုရအောင်မှာဘာတွေဖြစ်နေတာလဲအဲ့တော့အဲ့ဒီသိခြင်းကအရေးအကြီးဆုံးပဲသိ တော့မှ तू ကပြုပြင်မှုကိုသွားတာ哦ဒီအတွက်အကောင်းဆုံးနောက်ထပ်တန်လေးကကြာ mindfulness ဒီပစ္စုပန်မှာနေတဲ့ဥစ္စာ तू က ခုနကပြောသလိုပေါ့နော်အမန်တလာဖြစ်တဲ့ဒီ fire response ပေါ့နော်အဲ့ဒီ on out ဒီအပိုင်းတေးသေးလေးကစတိုက်ကိုသူက on ပေါ့နော်အမြဲ activate လုံးစွာနေတယ်နှိုးစော်ပေးနေတဲ့အခါမှာဆိုလို့ရှိရင်ဒီစဉ်စားစဉ်ကျင်နိုင်တဲ့ activities ကနည်းလာတာဖြစ်တဲ့အတွက်ပစ္စုပန်မှာတကယ်နေပြီးတော့ mindfulness ဖြစ်တဲ့အခါမှာသူ့ရဲ့ amandala ရဲ့ activities ကိုညှော့နည်းလာစေတယ်အဲ့ဒီပုံစံနဲ့စုရုက tremors တွေကိုပြန်ပြီးတော့ကုသဖို့အတွက်အလားအလာရှိတယ်ကုသဖို့အတွက်ဖြစ်လာနိုင်တယ် နောက်ခုကကြတော့ပါလဲဆိုတော့ဒီအမန်တလာကိုပြန်ပြီးထိန်းကြီးပြီးတဲ့အပိုင်းရှိတယ်။အဲ့ဒါကကြတော့ဘယ်လိုမျိုးလဲဆိုတော့ ခန္ဓာကိုယ်မှာ ANS ဆိုတဲ့ Autonomous Nervous System ဆိုတာရှိတယ်။ရှင်းရှင်းပြောရလို့ရှင်တော့လူတွေရဲ့ဒီပေါ့နော် ထီချင်း၊ရွေရှားချင်း၊အသက်ရှူချင်းဒါတွေအကုန်လုံးအုံနောက်ကနေတည်တဲ့စနစ်ပေါ့နော်။အဲ့လိုမှထားလို့ရပါတယ်။ဆိုတော့ကဒီလိုပုံစံနဲ့စုလို့ကဒီ system ကြီးကိုလေပတ်နေရဆိုတော့အသေးစိတ်တည်ချင်းရကုတာချင်းတော့တွားတယ်။ရှင်းရှင်းပြောရလို့ရှင်တော့ကိုယ်ခန္ဓာကိုယ်ကဘာဖြစ်နေလဲဆိုတော့သိတာပေါ့။အဲ့တော့ဟန်ချက်ညီစွာ အသက်ရှူတာပြီးတော့ဟိုခုနက ပြောသလိုတကယ်အရှိတရားအလိမ်မဟုတ်ဘဲနဲ့ toxic ဒီလို positivity တူတွေမဟုတ်ဘဲနဲ့တကယ်ကို positive affirmation လို့မျိုးစကားလုံးတွေပြောတာမျိုးအဲ့လို chanting ပေါ့နော်ပြောချင်တာ you ဆိုတာမျိုးမှန်ကန်စွာအသက်ရှူလမ်းကြောင်းနဲ့ဟိုမှန်ကန်တဲ့အသက်ရှူပုံစံကိုအသက်ရှူသွင်းတာမျိုးဒီလိုပုံစံနဲ့လည်းပြန်ပြီးတော့သူက အမန္တလာကိုပြန်ပြီးထိန်းကြီးလို့ရတယ်ပြောတယ်။နောက်တစ်ခုကတော့ယောဂဆိုတာပေါ့နော်။နောက်တစ်ခုကကိုယ့်ရဲ့ဒီပေါ့နော်ခန္ဓာကိုယ်မှာကိုယ်အုံနောက်ရဲ့နှစ်တတူအလုံးလုံးနေတဲ့ပုံလေးကိုအမြဲတမ်းသွားပြီးတော့လေ့လာနေတာမျိုး။ဟိုမှရုပ်တရက်အတန်ကြာနေဒုံးဆိုပြီးတော့ကြောက်တာတော့ပါတော့။အခုဆိုငလင်လှုပ်တဲ့အခါမှာလူတွေကနည်းနည်းလေးလှုပ်တာနဲ့ကြောက်တာရှိရဲ့။အဲ့ဒါကလည်းအမန္တလာအရင် overly activate ဖြစ်နေရပေါ့နော်။အဲ့တော့အဲ့တော့ဒီလိုတွေဖြစ်ပြီဆိုရင်စိတ်ကဘာဖြစ်သွားလဲ။အသေးစိတ်ကအစားဖြစ်သွားတဲ့စိတ်ဖြစ်တဲ့စိတ်ရဲ့အနောက်မှာဒီအုံနောက်ကဘယ်လိုမျိုး အလုံးလုံးလဲဥမာခေါင်းတွေပူထူလာမျိုးလားပူလာရင်တော့ဘယ်အပိုင်းကနေစပူလဲစသည်ဖြင့်ဒီအသေးစိတ်ကအစာကိုကတည်တည်ချာချာလေးကိုလေ့လာတာမျိုးလေ့လာရဲဆိုတာပြောမယ်ဆိုလို့ရှင်တော့ဟိုဝိပဿနာအမြဲတမ်းလေ့ကျင့်နေတဲ့သူဆိုလို့ရှင်ကိုယ့်ရဲ့အသိစိတ်အသိနဲ့တသိရဘယ်လိုသွားလဲဆိုတော့သိတယ်ဒီဘိုင်းနေရအများကြီးပြောစရာမလိုဘူးပေါ့နော်အဲ့တော့ဒီလိုပုံစံနေနဲ့ကိုယ့်ကကိုယ်အမြဲတမ်းလေ့လာနေတဲ့ဒီ neural feedback လို့ခေါ်တာပေါ့နော်ဒီ neural လေးဘယ်လိုမျိုးကိုယ့်စိတ်ကဖြစ်သွားလဲစသည်ဖြင့်ဒါကိုအသိစိတ်အမြဲတမ်းတသိနဲ့အသိက က်နေဖို့ပဲနောက်တစ်ခုက meditation တွေ medication တွေရှိရပေါ့နော်ဒီ medication တွေကတော့ဆိုဆောင်ဝင်ကပေးတဲ့ပုံမူတည်ပြီးတော့ကိုယ်အနေနဲ့တောက်သုံးလို့ရတယ်အဓိကတော့ဗာလဲဆိုတော့အဲ့ဒီ medication တစ်ခုမှဆိုလို့ရှိရင်သူက serotonin ကိုတိုးပြီးတော့တဲ့ amygdala reactivation ကို reactivity ကိုလျှော့စေ ပြောချင်တာ serotonin ဆိုရက် happy hormone ကဘယ်အချိန်ထွက်လဲဆိုတော့ ချစ်တဲ့သူတွေကိုပျော်ရွှင်ရတဲ့သူတွေနားမှာနေဆာရတိုနင်ထွက်တယ်။အဲ့တော့ကိုကဆေးမတောက်နိုင်ဘာလို့မလဲဆိုတော့အဲ့လို ဖြစ်တဲ့ဆိုရင်ချစ်တဲ့သူတွေနဲ့များစကားပြော။အဲ့ဒီအရာကပိုပြီးတိုးစေတယ်။အကယ်လို့ကို့အနေနဲ့ချစ်တဲ့သူမရှိဘူးဆိုရင်ပိုပြီးတော့တခုခုကို healing လုပ်ရတဲ့အခါမှာခက်ခဲတာပေါ့နော်။ အဲ့တော့ဒါကတော့ဆေးရဲ့ effect ကိုပြောချင်တာပေါ့နော်။တခြားဆေးလေးတွေလည်းရှိပါတယ်။သို့တော်ဒါတွေဒီတခြားဟို prescription ပဲပါပဲတော့ဝယ်လို့မရဘူးပေါ့နော်။အဲ့တော့အကောင်းဆုံးဒီ internal ပေါ့နော်။ကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်လဲ healing ဖြစ်ဖို့ဆိုရင်ကိုယ့်ရဲ့တကယ်ဖြစ်နေတဲ့စိတ်ကံစားချက်တွေကိုသိခြင်း၊သိတာကိုအသိမှတ်ပြုခြင်းပြီးတော့အပြစ်မတင်ခြင်းနောက်တစ်ခုကတကယ်ရှိနေတဲ့အရှိတရားနဲ့ဒီအရာကမရှိနေတော့ဆိုမရှိနေတော့ဆိုအချိန်ချင်းအဖန်ဖန်ပြန်လဲကိုယ့်ဟာကိုယ်သတိပေးခြင်းနဲ့ကိုယ့်ရဲ့ recovery ခရီး စဉ်ကိုပြန်သွားနိုင်ပါတယ်လို့ဆိုပြောချင်ပါတယ်